က်ဆက်ဖလီဆော်လို့ရမယ်မြန်မာနိုင်ငံထုတ်တယ်လူခပေါ်လေးတစ်ခုပဲဖြစ်ပါလေ KP WP ဘိုင်းနေဒီပေတို့နဲ့ပတ်ဆက်ထုတ်လို့ရမှာဖြစ်ပြီးတော့တရားရခိုင်တို့ပတ်ဆက်ထုတ်ယူထားတဲ့သူတွေလေကိုလိုအနေနဲ့မြေတွေ့ရမှာဖြစ်ပါလေလောဝတရားရခိုင်တို့ပြီးပြီးတော့မြန်မာနိုင်ငံကထုတ်လို့ထားတဲ့တယ်လီဂရမ်ပေါ်လေးတစ်ခုဖြစ်တာကြောင့်မလို့ပတ်ဆက်မရစီမအခုလောဝပူစရာမလိုပါဘူးကျွန်တော်နဲ့အတူမြန်မာနိုင်ငံထုတ်တယ် လီကပေါ်လီထဲကနီပဆာဆောက်ပုံဆောင်နီပဆာထုတ်ပုံထုံနီအစုံတီជីလိုက်ရအောင် โอเคကျွန်တော်အခုပြောပြပေးမယ့် Telegram ဗောလေးကားဆိုရဲပေါ်တော့ဒီမှာပတ်စပ်ထုတ်ထားတဲ့သူတွေလေအများကြီးမြေတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရဲကျွန်တော်တို့က KP WP အစာစီတဲ့မြန်မာနိုင်ငံ online page တွေနဲ့ကျွန်တော်တို့ကပတ်စပ်ထုတ်လို့ရမယ်ပေါ်တော့မြန်မာနိုင်ငံထုတ် Telegram ဗောလေးတစ်ခု ဖြစ်တာကြောင့်မလို့ပတ်စပ်မရရှိမှအခုလောကပူစရာမလိုဘူးပေါ်တော့ ခုခုအဆင်မပြေတာစီလည်းပဲကျွန်တော်တို့ဒီဘောထုတ်လုပ်ထားတဲ့သူကိုကိုလူတို့ဆက်တွဲပြီးတော့မင်းမြဲစုံစားလို့ရမှာဖြစ်ပါလေပတ်ဆက်ထုတ်တဲ့အပိုင်းမှာကိုလူတို့ဘာမှပူဆောင်မလုပ်ဘူးပေါ့နော်ဒီတက်လူကဘောလေးကားဆွဲကျွန်တော်ကြော်ညာပေးတာလေမဟုတ်ပါဘူး ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလို free online ငွေစာနေတဲ့တူတူအသေးပေါ့နော်မြန်မာနိုင်ငံသားအနေနဲ့ထုတ်လုပ်ထားတဲ့ဗော်လေးတစ်ခုဖြစ်တာကြောင့်မလို့မြန်မာနိုင်ငံအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားအနေနဲ့ပစာဆောင်ရလွယ်ကူတဲ့ဗော်လေးတစ်ခုဖြစ်တာကြောင့်မလို့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါလေကြောင့်ညာခဒီပြတဲ့ချမ်းမှာကျွန်တော်ယူထားခြင်းမရှိဘူးပေါ့နော်ကျွန်တော်ဒီဗော်ရဲ့ channel လေးလေးနဲ့ဒီဗော်ကိုအသုံးပြုလို့ရမယ်လေးလေးကိုလည်းကျွန်တော်ရဲ့ comment အောက်မှာကျွန်တော်လိပ်ချပေးထားမှာဖြစ်ပါလေကျွန်တော်ပေးထားတဲ့ လေးကောင်ဒီကုလူတို့တချေဝယ်လိုက်ပေါ့နော်။ Okay ကျွန်တော်တို့ Telegram ပေါ်လေးတက်ကိုဝယ်လိုက်ပြီးဆိုရင်ဒီနေရာလေးကိုမြည်သွေးရမှာပေါ့နော်။ပထမအနေနဲ့ကျွန်တော်တို့ကဒီမှာ daily ပေါ်နေဒီကောင်ဒီကောင်ဆိုရင်တနေ့ကိုသူကတချေဝယ်ယူလို့ရမှာဖြစ်ပါလိမ့်။ဒီအောင်မှာဆိုရင် daily task ပေါ့နော်။ကျွန်တော်တို့ကသူပေးထားတဲ့ YouTube video လေးတွေကိုတုံ့မိနေကြည့်ပေးမယ်ဆိုရင်ဒီမှာ quite ဖလောက်ရမှာပေါ့နော်။ Telegram channel လေးကို join ပေးမယ်ဆိုရင် quite ဖလောက်ရရှိမှာလို့သူကဒီမှာပြောထားခြင်းပဲဖြစ်ပါလိမ့်။ဒီ task သူက ိုလုံးမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာ Open Task Runner လေးကိုနှိပ်ပြီးတော့သူပေးထားတဲ့ YouTube Video ကိုပေါ့နော်ကျွန်တော်တို့က3မိနစ်လောက်ကြည့်ပေးလိုက်မဲ့ဆိုရင်ဒီ Aga Verify ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ရုံနဲ့သူပေးထားတဲ့ဒီမှာ Reward Point အနေနဲ့ကျွန်တော်တို့က200ရရှိမဲ့ပေါ့နော်ဒီအားမဆွေ Telegram Channel လေးပဲဖြစ်ပါတယ် Telegram Channel လေးကိုကျွန်တော်တို့က join ပေးလိုက်မဲ့ဆိုရင်ကိုယ်300ရရှိလောက်မှာဖြစ်ပါတယ် ဟုတ်ပြီဒီအောင်မဆွေလည်းပဲကျွန်တော်တို့အမျိုးကြီးမြေသွေးရမှာဖြစ်ပါတယ်သူပေးထားတဲ့ကျွန်တော်တို့ daily task တွေကိုလုပ်ပြီးမှဆွေသူပေးထားတဲ့ quality တွေကိုကုလူတို့အနေနဲ့ရရှိလာမှာဖြစ်ပါတယ် ဒီအောက်ကဂိတ်ဆိုတဲ့နေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့နော်နှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ကသူပေးထားတဲ့ဂိတ်လေးတွေကိုကစားပေးရမှာပေါ့နော်တကယ်လို့ဂိတ်ကစားမဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာစတန်ဂိတ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အဲကစားလို့ရမှာပေါ့နော်ကျွန်တော်တို့ကဒီ level တစ်ခုအောင်မြင်သွားတဲ့အခါမှာဆွဲကြိုက်တော့ရရရှိမှာပေါ့နော်ကျွန်တော်တို့အများဆုံးပမာဏကသူကဒီမှာကြိုက်2200ပေးထားမှာဖြစ်ပါတယ်ဒီနေ့ကိုသူကဒီကန်တချင်နဲ့ပေးထားတဲ့ပေါ့နော် okay ဒီအောင်မှာဆွဲကျွန်တော်တို့ကလှ ကိစ္စပယ်လေးပဲဖြစ်ပါလေ ဟုတ်ပြီလှကစ်စပယ်လေးကဆိုရင်လည်းပဲကျွန်တော်တို့ဒီမှာ flee စပယ်အနေနဲ့သူကတနေ့ကိုတုံးချပေးထားမှာပေါ့နော်ဒီတုံးချကုတ်သွားတဲ့အခါမှာဆိုကျွန်တော်တို့ကကြော်ညာဗီဒီယိုကြည့်ပြီးတော့ကိုလူတို့ကပြန်လဲလှဲလို့ရမှာဖြစ်ပါလေဒီအောက်မှာဆိုရင်လည်းပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံတော်အနေနဲ့ဒီလေပဲအနေနဲ့ပေါ့နော်ဖလောက်တီရောက်ထားလဲကျွန်တော်တို့ဒီကွိုင်ပမာဏဖလောက်တီရောက်ထားလဲဆိုရလေးကိုဒီအောက်မှာတွားကြည့်လို့ရမှာဖြစ်ပါလေโอเคနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီအကောင့်ဝက်စတူဒန်ကလေးကိုနှိပ်ပေးလိုက်ပြီးဆိုရင်ပေါ့နော်ဒီ နေရာလေးမှာကျွန်တော်တို့ကသူပေးထားတဲ့ကြော်ညာဗီဒီယိုလေးတွေကိုကြည့်ပေးမယ်ဆိုရက်ကိုလူတို့ခွိုင်လေးတွေရရှိလာမယ်ပေါ့နော်ဒီမှာဆေးဝမ်း သူ3 SRC တဲ့ဒီလိုကျွန်တော်တို့ကြောင်ကြားဗီဒီယိုလေးတွေကိုကြည့်ပေးရုံနဲ့ကိုလူတို့ကရရှိလာမှာဖြစ်ပါတယ်။ Okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီအခါ invite ရညာလေးကိုတစ်ချက်နဲ့ပေးလိုက်ပါတော့။ Okay event flow လောက်ချင်တဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ဒီမှာကျွန်တော်တို့ရဲ့ဒီကိုပိုင်လေးလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကဆက်ချင်းပြင် invite flow တွေလောက်လို့ရမှာဖြစ်ပါတယ်။ copy link ဆိုရင်ညာလေးကိုနှိပ်ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကဒီဆက်ချင်းတဲ့သူတွေကိုတွားပြီးတော့ဆက်လို့ရမှာပေါ့နော်။ဒီအောင် မှဆိုရင်လည်းပဲကျွန်တော်တို့ဒီ ever flee လောက်ထားတဲ့သူတွေရဲ့ကျွန်တော်တို့ရရှိလာတဲ့ quite ပမာဏနဲ့ဒီကောက်လေးတွေကိုသူကဒီမှာ1 2 3အနေနဲ့ပြပေးထားတယ်ပေါ့နော် okay နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ about ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ရရှိထားတဲ့ quite ပမာဏတွေပဲဖြစ်ပါတယ်ပေါ့နော် you are valid ပေါ့နော်ကျွန်တော်တို့ရရှိထားတဲ့ quite ပမာဏပဲဖြစ်ပါတယ်ဒီအားမှာဆိုကျွန်တော်တို့က withdraw quite ပေါ့နော် withdraw quite မှာဆိုရင် ကျွန်တော်တို့ကဒီမှာ UADD နဲ့ပတ်စံထုတ်လို့ရမှာပေါ့နော်တကယ်လို့ကျွန်တော်တို့ကပတ်စံထုတ်မဲ့ wallet account တွေကိုရွေးချယ်မဲ့ဆိုရင်ဒီမျှော်လေးကိုတစ်ချက်နဲ့ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပတ်စံထုတ်လို့ရမှာ wallet လေးခုကိုမြည်သွေးရမှာပေါ့နော် okay ပထမအနေနဲ့ကျွန်တော်တို့ကဒီမှာ UADD ပဲဖြစ်ပါလိဒုတိယအနေနဲ့ PayPal ပေါ့နော်တတိယအနေနဲ့ဒီမှာ KBC Pay အဲသုတ္ထအနေနဲ့ကျွန်တော်တို့ကဒီမှာ WePay ပေါ့နော်အစစီတဲ့ဒီလို wallet တွေကိုတူအောင်ပြထားမှာဖြစ်ပါလိမြန်မာနိုင်ငံကထုတ်လို့ထားတဲ့ ဲ့ဘောလေးတစ်ခုဖြစ်တာကြောင့်မလို့ကျွန်တော်တို့ KP ဝေပီတိုနဲ့လွယ်လွယ်ကူကူနဲ့ပတ်စံထုတ်လို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ကဒီမှာ UATT နဲ့ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော် UATT လေးကိုကျွန်တော်တို့ကဒီမှာဆက်လက်မှတ်ပေးလိုက်ပါဒီမှာ UATT လေးကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပြီးဆိုရင်ပေါ့နော်ခလေတို့ exchange တွေဖြစ်တဲ့ Binance, Bybit, OKX, Associ နဲ့ခလေတို့ wallet တွေနဲ့ကိုလူတို့ကပတ်စံထုတ်လို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ဒီအမဆွေတူပေးထားတဲ့ wallet address ကိုကိုလူတို့ကဒီ copy ူပြီးတော့ဒီနေရာမှာပေးချပေးလိုက်ပါဒီအောင်မဆွေကျွန်တော်တို့ကအမောက်ကြိုက်ပေါ့နော် NSF ပမာဏကျွန်တော်တို့ဒီတသိပ်ပြီးတော့လဲကိုလူတို့ကစတဲ့ပတ်စံထုတ်လို့ရပြီပဲဖြစ်ပါတယ် Okay နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ပေးပယ်လေးကိုတစ်ချေပြောင်းမယ်ပေါ့နော် ။ Okay ဒီလိုနှိပ်ပြီးလိုက်ပြီးဆွဲဒီညလေးမှာကျွန်တော်တို့ကပေးပယ်လေးကိုဆက်လက်မှတ်ပေးလိုက်ပေါ့နော်။မှတ်ပေးလိုက်ပြီးဆွဲဒီညလေးမှာပေးပယ်လေးပေါ်လာမှာဖြစ်ပြီးတော့ဒီအောက်မှာဆွဲကျွန်တော်တို့ပေးပယ်အကောင့်ဖိထားတဲ့ email တို့မဟုတ် gmail လေးကိုထည့်ပေးရမှာပေါ့နော်။အောက်မှာဆွဲကျွန်တော်တို့ပတ်စံထုံးမဲ့ quantity ပမာဏကိုရိုက်ထည့်ပေးရမှာဖြစ်ပါလိမ့်။ Okay နောက်တစ်ခုအနေနဲ့ KP နဲ့ပတ်စံထုံးဒီပေါ့နော်။ KP နဲ့ပတ်စံထုံးမဲ့ဆွဲဒီများလေးကိုကျွန်တော်တို့တချီနှိပ်ပေးလိုက်ပေါ့။နှိပ်ပေးလိုက်ပြီးဆွဲဒီညလေးမှာကျွန်တော်တို့က KP ကိုရွေးချယ်ပေးလိုက်ပေါ့။ရွေးချယ်ပေးလိုက်ပြီးဆိုရဲ ကျွန်တော်တို့ဒီနေရာလေးမှာ KP ပေါ်လာမှာဖြစ်ပြီးတော့ဒီအားမှာဆွေကျွန်တော်တို့ကအပေါင်းနေပေါ်เนาะကျွန်တော်တို့ KP account filter တဲ့ဒီ nail လေးကိုထိုက်ပြရမှာပေါ့เนาะဒီအားမှာဆွေ ကျွန်တော်တို့ဖုန်းနံပါတ်လေးကိုထိုက်ပေးရမှာပေါ့နော်အကောင့်ဖိထားတဲ့ဖုန်းနံပါတ်လေးကိုဒီညလေးမှာထိုက်ပေးရမှာဖြစ်ပါလိအောက်မှာဆွေကျွန်တော်တို့ထုတ်ယူမယ်ကွိုင်ပမာဏအမောက်ကိုရိုက်ထိုက်ပေးရမှာဖြစ်ပါလိโอเคဝေပေးနဲ့ပတ်စံထုတ်မယ်ဆွေကျွန်တော်တို့ကဒီမြားလေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့နှိပ်ပေးလိုက်ပြီးဆွေဒီအောက်မှာကျွန်တော်တို့ကဝေပေးကိုရွေးချယ်ပေးလိုက်ပေါ့နော်ရွေးချယ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ဝေပေးဆိုပြီးတော့ဒီလိုပေါ်လာမှာဖြစ်ပြီးတော့ ဒီလိုပေါ်လာမှာဖြစ်ပြီးတော့ဒီအားမဆွေကျွန်တော်တို့ကအဘောင်းနေပေါ်တော့ကျွန်တော်တို့ဖိထားတဲ့ဒီနေလေးကိုထပ်ပြရမှာဖြစ်ပါလိဒီအားမဆွေကျွန်တော်တို့ကဒီဖုန်းနံပါတ်ပေါ်တော့ကျွန်တော်တို့ဝီအကောက်ဖိထားတဲ့ဖုန်းနံပါတ်လေးကိုထပ်ပြရမှာဖြစ်ပါလိဒီအားမဆွေကျွန်တော်တို့ကထုတ်ယူမယ် quoi ပမာဏလေးပေါ်တော့ကျွန်တော်တို့ထုတ်ယူမယ် quoi ပမာဏပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ quoi ပမာဏရိုက်ထပ်ပြီးတော့ဒီအကောက် withdraw ဆွေအနေရလေးကိုနှိပ်ပြီးလိုက်ရုံနဲ့ဒီပတ်စံထုတ်ယူချက်ကအောင်မြင်သွားပါလိမ့်ပါတော့မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့ဒီဘောလေးတစ်ခုဖြစ်တာကြောင့် မလို့ KPWP တို့နဲ့လွယ်လွယ်ကူကူပတ်စပ်ဆောင်ခြင်းနဲ့တူတွေဆိုရင်ဒီဘောလေးထဲကနေပတ်စပ်လွယ်လွယ်ကူကူဆောင်တဲ့အကြောင်းကိုကျွန်တော်ပြောပြပေးရင်နောက်တဲ့ဗီဒီယိုမှာပတ်စံထုံးဒီကိုလည်းကျွန်တော်အသေးစိတ်ထမ်းမှပြောပြပေးသွားမှာဖြစ်ပါလိမ့်